နိုဖိုက်တာနီနဲ့ပိုလီရှော့ဆက်တိုက်နိုင်ထားတယ်။ဟိုရတယ်မှမသိဘူးဖြစ်အပေးနေပြီ။ကဲအလိုဝဲမြင်ကလာပဲပြန် GDS channel မှာပြန်လဲကြိုဆိုလိုက်ပါလေဒီကနေ့မှာတော့ပြီးခဲ့တဲ့ match လ9ရက်နေ့1 Friday 5 99ဆိုတဲ့ခေါင်းစဉ်အောက်မှာဂျင်ပါပြုတ်သွားခဲ့တဲ့ မြန်မာကယူရန်လက်ဝဲဖိုင်တာတအုပ်ဖြစ်တဲ့တပ်ပိုင်အောင်နဲ့ဂျပန်ကဖိုင်တာတအုပ်လို့ရှင်ပြိုင်ထူးတက်သွားခဲ့တဲ့ပွဲစဉ်ကျန်တဲ့ပွဲလေးကိုပရိသတ်တွေနဲ့အတူအစားဆုံးကြီးစုပြီးတော့ဖြစ်ပါတယ်တကယ်လို့မကြည့်ရသေးတဲ့ပရိသတ်တွေရှိမယ်ဆိုရင်ကျွန်တော်နဲ့အတူလိုက်ပါကြီးစုဖို့ဖိတ်ခေါ်ချင်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ပွဲစဉ်လေးကိုအခုပဲစာချရလိုက်အောင်ပြအခုကျွန်တော်ကြီးစုသွားမယ့်ပွဲစဉ်ကတော့138ပေါင်တန်းဝီထိုင်းပွဲစဉ်ကျန်တဲ့ပွဲလေးပဲဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့မိတ်ဆက်ပေးနေတဲ့ဖိုင်တာကတော့ဒါမြန်မာဖိုင်တာတပ်ပိုင်အောင်ရဲ့ပြိုင်ဖက်ဖြစ်တဲ့ ဂျပန်ဖိုက်တာပဲဖြစ်ပါတယ်။ဒါသူ့နာမည်ကတော့ဟာရူယူကီသန်နစ်ဆူလို့ခေါ်တယ်ပေါ့နော်။အရက်ကတော့၅ပြီနဲ့၅လမရှိတယ်။တက်ကတော့20နဲ့တနစ်ပါ။အဲ့တော့ဝမ်ချမ်ပီယံရှစ်မှာကတော့သူ့အနေနဲ့၄ပွဲအထိချန်ပီယံကူးတက်ထားပြီးမှ၄ပွဲစလုံးကိုဒါနိုင်ရယူထားတယ်ပေါ့နော်။အဲ့တော့အနိုင်ရယူထားတဲ့ဒီ၄ပွဲအသေးစိတ်တွားပြီးကြည့်မယ်ဆိုတော့၃ပွဲကိုဒါအလဲထိုးနဲ့အနိုင်ရယူထားပြီးတော့မှတပွဲကိုတိုင်အောင်ဆုံးဖြတ်မျိုးနဲ့အနိုင်ရယူထားတယ်ပေါ့နော်။အဲ့တော့အခုဒါမိတ်ဆက်ပေးနေတဲ့ဖိုင်တာကတော့ဒါမြန်မာကလူရလဝိဒါရွှေက ခပ်ပတ်ဆုရှင်တတ်ပိုင်အောင်ဖြစ်တယ်ပေါ့နော်။အမြန်မာကဖိုင်တာဖြစ်ပါတယ်။အရက်ကတော့9ပြီနဲ့4လက်မရှိတဲ့အသက်ကတော့20နဲ့4နှစ်ပါ။အဲ့တော့အခုကျွန်တော်ချစ်ရှုတောင်းမဲ့ပွဲစဉ်ကတော့ဒါသူ့ရဲ့ one championship ပွဲဥထွက်ပွဲစဉ်ဖြစ်ပါတယ်။ Okay ဖိုင်တာ2ဦး။ဒါ face off အနေထားမှာတော့ Japan fighter အနေနဲ့ဒီအလုံးထဲအရက်မောင်းမှာဒါနိုင်ငယ်လေးတာနီတာမျိုးတွေ့ရတယ်ဗျ။ဒီ site ပြပိုးစင်းလေးကိုတွောင်းလိုက်အောင်ပါ ဟိုဒီကေကန်ဟာတွေးရတယ်မြန်မာဖိုင်တာတပ်ပိုင်အောင်နေနဲ့ဖရန်ကေကန်ဟာလည်းဂျပန်ဖိုင်တာဒီကောင်းတယ်ဂျပန်ဖိုင်တာဒီရှုတူးလာတဲ့ကျွန်တော်ဒီခေါင်းအငိုက်တူးလာတဲ့ခေါင်းကိုတူးနေနဲ့လက်တိကွဲလုံးတွေဝင်ပေးလိုက်တယ်ဗျဒီကနေဆန်ဟာတွေ့တယ်ဂျပန်ဖိုင်တာနေနဲ့အဲတပ်ပိုင်အောင်ရဲ့လူကစ် ကတော့ကြည်ရတလို့ဆိုတော့ကျွန်တော်တိတ်ပြီးတော့မှအလုပ်မဖြစ်တာမျိုးကျွန်တော်တွေးခင်ရတယ်ဗျအရှိဖြတ်တွေမှာဒီ psychic တွေကန်ထားမျိုးတွေးရတယ်ဂျပန်ဖိုင်တာနေနဲ့တပကဒီကောင်တာလာမဲ့အကွက်တွေကိုဂျပန်ဖိုင်တာနေနဲ့အာရှောင်းရှောင်းပြတ်သွားနိုင်ဖြစ်တာမျိုးတွေးခင်ရတယ်ဟို flying knee တွေဝင်ထားတယ်ကောင်းတယ်ဒီ one two body ဝင်ထားတယ်မြန်မာဖိုင်တာတပိုင်အောင်နေနဲ့ ကကန်ထားတယ်ကျွန်တော်ရန်ကြီးလောတာမျိုးတော့မတွေ့ရလို့ပြအာဂျပန်ဖိုင်တာနေနဲ့အပွားဝေးချပြီးတော့မှဒါတိကြီးကြီးနဲ့ကစားနေတာမျိုးတွေ့ရတယ်။အာတပ်ပိုင်အောင်တော့ဒါမီကပ်ပူးပြီးမှဒါပြားပေးဖို့ဒီလက်တီတွဲလုံးတွေဝင်ဖို့ကြိုးစားနေတဲ့အနေအထားမျိုးတွေဒါတွေ့ခင်ရတယ်။ဒါမီကပ်ပူးပြီးမှကျွန်တော်ပေါ်ရှော့နိုင်တယ်ရိုက်တူတွေတွေ့ထားတယ်ဂျပန်ဖိုင်တာကောင်တာလီပြန်ပြီးအထိခံထားရတယ်ဗျ။ပေါ်ရှော့ကောင်းတယ်ဂျပန်ဖိုင်တာဖရန့်ကစ်ကန်ထားတယ် 1 2ဝင်လာတယ်အဲ1 2ဝင်တာဘာဖြစ်လို့ဒီခေါင်းငုံငုံပြီးတော့ဝင်လာလဲမသိကြရန်ကစ်ကောင်းတယ်ပိုရီရှော့နိုင်ထားတယ်တပ်ပိုင်အောင်နေနဲ့ ေပါရှော့ပဲအဓိကနိုင်တယ်ဗျတပ်ပိုင်အောင်။ဒါပြန်ဖက်ဂျပန်ဖိုက်တာနည်းနဲ့ကောင်တာနေကန်တော့ကောင်းတယ်။ဟိုးဟိုးကောင်းတယ်ဖိုက်တာနှုတ်ဦးစလုံးကျွန်တော်ဘဲချက်ပြီးပြန်လန်ထိထားတယ်။ဟိုးကောင်းတယ်။ဂျပန်ဖိုက်တာရဲ့ကောင်တာလေးကျွန်တော်ဆက်တိုက်ထိခံထားရတယ်မြေတွေးရတယ်ဗျတပ်ပိုင်အောင်နေနဲ့။ Okay ကန်ထားတယ်။လက်ကြီးတွားပြီး ကင်ချင်တဲ့အနေအထားမျိုးတွေတွေ့ရတဲ့တပ်ပိုင်အောင်နေနဲ့1 2ဝင်ထားတယ်ဒီပေချက်ဝင်ပြီးတော့ right foot တွေဝင်လာပြီးတွေ့ရတယ်ပေါ့နော်အဲ့လိုဝင်တဲ့အချိန်မှာ Japan Fighter ရဲ့ဒီ counter တော်တော်လေးကိုလေးမြန်နေခက်တာမျိုးတွေ့ရတယ်ဗျ body shot နိုင်ထားတယ် front kick ကန်ထားတယ် body shot body kick ကောင်းတယ်ကဲမချီရတော့ကျွန်တော်ရဲ့အမြင်ကတော့ Japan Fighter မင်းနဲ့အဖြစ်ချက်တာခဲ့တယ်လို့ပြောမှာဗျ တပ်ပိုင်အောင်ရဲ့ဒီကျွန်တော် wish ဒီဒါဂျပန်ဖိုက်တာနဲ့ဒါရှီမဲ့အနေအထားမျိုးတွေလာတွေ့နေရတယ်ပေါ့နော်ဒါအရက်ကတော့ဂျပန်ဖိုက်တာအနေငယ်ကြီးရှိတယ်ဒါလက်တန်ကမြန်မာဖိုက်တာတပ်ပိုင်အောင်ကအနေငယ်ကြီးရှိမဲ့ဒါအနေအထားမျိုးရှိမယ်ဗျကြီးရတော့ဆိုတော့အဲ့တော့ဂျပန်ဖိုက်တာကတော့ပြောမယ်ဆိုတော့ဒီ watch ambition မှာတူနေရလက်တော်တော်လေးကိုကောင်းနေတယ်ပေါ့နော် ခုဒီပွဲစဉ်အပါဝင်ဆိုတော့သူ့အနေနဲ့၄ပွဲအထိကိုဒါအနိုင်ရယူပြန်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့ဒီ Japan Fighter တော့1 Championship မှာကျွန်တော်ဒေါ်လာတသိန်းခန့်စာချုပ်နဲ့ဒါအနည်းဆက်ဆုံးမှာရှိနေတဲ့ Fighter လို့ဒါပြောလို့ရတယ်ပေါ့နောက်ထပ်တပွဲလောက်နိုင်လိုက်မယ်ဆိုရင်တော့ကျွန်တော်အမြင်ရတော့ဒေါ်လာတသိန်းခန့်စာချုပ်ရရှိသွားနိုင်ချေရှိတယ်ဟိုကောင်းနေပြန်ဒုတိယခြေစလာနဲ့အပြန်လဲကျွန်တော်ပြအပေးထားမျိုးတွေ့ရတယ် Frankie တွေကန်ခန့်ထားရတယ်ဗျတပိုင်အောင်1 2ကောင်းနေဘယ်ဖြောက်နေကောင်းနေဗျ New Fighter ောင်းတယ် right hook တွေနဲ့ကျွန်တော်ထိထားတာမျိုးတွေ့ရတယ် German fighter နည်းနည်းလေးနှာခေါင်းတွေကျွန်တော်ဒါနီနေပြအထိခံထားရတဲ့အနေအထားမျိုးတွေတွေ့ရတယ် body kick ကောင်းတယ်ဒီ German fighter အခြေဖမ်းထားမျိုးတွေ့ရတယ်ဗျာဒါပတော်လေးပြင်ဆင်ထားတယ်ဗျာဘယ်ဖြောင်းကောင်းတယ်တပိုင်အောင် body kick ကန်ထားတယ်အဲ့တော့ဒီ body kick look kick တွေကတိတ်ပြီးအလုံးမဖြစ်ဘူးပေါ့နော် Japan fighter ရဲ့ဒီလှုပ်ရှားမှုကလည်း အမြင်တယ်လို့ပြောလို့ရတယ်။နောက်ပြီးတော့မှဒီတပ်ပိုင်ရောင်းရဲ့ကစားလောင်မဲ့အကွက်တွေသူ့အနေနဲ့သူပြီးတော့မှတိထားပုံရတယ်ဗျ။သူ့ရဲ့အနေထားကပြဝင်တယ်ထွက်တယ်ကောင်းတယ်ဘော်ဒီရှော့နိုင်ထားတယ်ကျွန်တော်ဖိုက်တာမီနဲ့ဘော်ဒီရှော့ဆက်တိုင်းနိုင်ထားတယ်ဟိုရတယ်မသိဘူးဖြည့်အပ်ပေးနေပြီဘော်ဒီရှော့ထနိုင်တယ်တပီနိုင်ထားတယ်ဗျာ Oh my god ကျူ စိုးရင်ရတယ် right hook ဝင်ထားတယ်ကောင်းတယ်ဟို flying knee တွေဝင်ထားတယ် right hook ကျွန်တော်ပြန်ပြီးတော့မှကောင်တာနေတဲ့ Japan fighter နဲ့အထိခံထားရတွေ့ရတယ်ဗျ Okay ကျွန်တော်အကျိတ်နေကိုဒါအထိခံအကျိတ်ခံပုံစံမျိုးနဲ့ထိုးနေတယ်ဟို right hook လက်ခုတွေဝင်ထားတယ် right hook လက်ခုဒူးတိုက်ထားတယ်ကောင်းတယ်ထပ်ပြီးတိုက်ထားနေဗျာ Japan fighter Oh my god ကကကြာနေတယ် မြန်မာဖိုင်တာတပ်ပိုင်အောင်ကဒီဘော်ရီရှော့သူလည်းပြန်နိုင်ထားတယ်ဗျတပ်ပြီးဘော်ရီရှော့နိုင်တယ်ဂျပန်ဖိုင်တာဖရန့်ကစ်ကန်ထားတယ်ဟိုးကျသွားတယ်ပြန်ပြီးပရက်ရှာပေးထားတယ်ခြေထောက်ဖမ်းထားတယ်ဗျမြန်မာဖိုင်တာတပ်ပိုင်ဘော်ရီရှော့ပြန်ပြီးဆက်တိုက်ထိုးထားတယ်ဘော်ရီရှော့ထပ်ထိုးထားလိုက်ရဲ့ဗျ Oh my god, ကျုံဖန်ကစ်ကန်လိုက်တာ။ဖိုက်ကိုကန်မိသွားနေတူတယ်ဗျ။ เพรสชั่นเปียบอดี้เกนฮาร์เน่บอดี้ช็อตสไตล์คุมโบตัวเองนี่จุ๊ยฮาร์เน่เปียโอ้ my god ส่งตัดปีไล่เด็ดเปียจิวบ็อกซิ่งตัวโตนี่ก้าวหนีรูปย้อมเปียแล้วดิจิบันไฟต้าเปียวไม่สูงเนาะแต่นิสเน่ไปมาแต่ตัวโตนี่ก้าวหนีที่ป่วยมาตัวนี้เนี่ยตัวโตนี่ทำจริงเสียงลานำอยู่เลยแต่ตัวยาเลยเปียแล้วมีมาไฟต้าตั้งไปของเราที่ป่วยก็เปียวไม่สูงเนาะนั่นเอง ရင်ခုန်ဆိတ်လို့ရှားနေတယ်လို့ပဲပြောမလားဒါပထမဒီ one championship point ဖက်ဝိစဉ်ဖြစ်တာလည်းပါတယ်ပေါ့နော်သူ့အနေနဲ့နည်းနည်းလေးဒီအသားမကျတူခံစားရတယ်ဗျဒီတပ်ပုံနေနေစိုးရင်ကြောက်ကြနေတာမျိုးတွေတွေ့ရတယ်ဒါပြန်ဖက်ကိုသူ့နဲ့ချီဖမ်းပြီးတော့မှဒီကောင်တာလေးကျွန်တော်ပြန်ထိုးလို့ရမယ့်အနေထားမှာသူဖမ်းပြီးတော့ဒီဖမ်းနေတဲ့အနေထားပဲကျွန်တော်တွေ့မြင်လိုက်ရတယ်ပေါ့နော်ကဲလိုပဲပြပြပြတို့ဒါဒီမြန်မာဖိုက်တာအနေနဲ့တော့ ီလက်တီထုတ်ချက်တွေမှာတော့ဒါမစိုးလို့တော့ပြောလို့ရတယ်သူအနေနဲ့ဒီခြေကန်ချက်တွေဒါအကောင်းဆုံးတို့ပြန်ပြီးတော့မှကောင်းကောင်းလေးလေ့ကျင့်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒီ full body နဲ့ကျွန်တော်ဒါအဝင်ထွက်ကျွန်တော်ဒါနည်းနည်းမြန်မြန်နဲ့ထွက်နိုင်အောင် ကစားသွားနိုင်မယ်ဆိုတော့ဒါသူအနေနဲ့ဒါ one championship မှာဒါ9 point တွေပြန်ပြီးတော့မှရယူနိုင်မယ်လို့အယုံကြည်မျှော်နေတယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်ပရိသတ်တွေအနေနဲ့ရောဒီပွဲစဉ်တွေကိုကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်ဒါဘယ်လိုမျိုးချင်းမျိုးစချက်တွေရှိသေးလဲပေါ့နော်အောက်ကကွန်မန့်မှာဒါဝင်အောင်ဆွေးနွေးတောက်ပြလို့ရပါတယ်โอเคအဲ့တော့ကျွန်တော်ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒါလောက်ပါပဲအဆုံးထိကြည့်ရှုကြပြနေတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုဒီမဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်နေ့တွေမှာလေတခြားသောစိတ်ဝင်စားစရာပွဲစဉ်တောင်းလို့ရတူပြန်လာခဲ့ပါမယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ဖြစ်ပါတယ်အားလုံးရဲ့တန်ရာပရိုရှင်ရဲ့ဘွားလေးကိုပိုင်ဆိုင်နေကြပါစေ